ဒီနေ့ဂျွန်လ26ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်မြောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့နောင်ချိုမြို့ကိုစစ်ကောင်စီစီပြန်ပေးမှာမဟုတ်ဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူလူရည်ဦးကပြောပါရယ်။စစ်ကောင်စီတပ်နောင်ချိုမြို့နာရောက်လာပြီးတဲ့နောက် TNLA ကနောင်ချိုမြို့ကိုစစ်ကောင်စီစီပြန်ပေးမယ်ဆိုပြီးစစ်တပ်ဝါဒဖြန့် Channel တွေကပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းတွေဖြန့်ချိခဲ့တာဖြစ်ပါရယ်ရှင်။ပဲခူးတန်းအတွင်စစ်ရေးအရှိန်ညှင့်လာနိုင်တယ်လို့ ဘကိုးခရိုင်အမှတ်နှစ်တရင်ဒုတရင်မှုကပြောပါတယ်။ဒီဘကိုးခရိုင်အမှတ်နှစ်တရင်ကဘကိုးတိုင်းညောင်လေးပင်ကြောက်တကဖြူးမြွနယ်ရိုးကရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်း၉ခုကိုမနေ့ကတပြိုင်တည်းတိုက်ခိုက်တာမှာပါဝင်ခဲ့တာဖြစ်ပါရဲ့ရှင်။အာနာသိန်းစစ်ကောင်စီတပ်ကပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုအသုံးချပြီးလူမဆန်တဲ့လုပ်ရက်တွေကိုစတိုကျူးလွန်နေတဲ့အပြင်ပြည်တွင်းဥပဒေနဲ့အာတူပီရဲ့စီးမြင်အနှစ်သာရအပအဝင်အပြည်ပြည်ဆိုင်ရာဥပဒေတွေကိုချိုးဖောက်နေတယ်လို့ ကုလဆိုင်ရာမြန်မာတမ်းမတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်ဒီလိုအခြေအနေမှာမင်းအောင်လိုင်ကိုဖမ်းဆီးပြီး ICC ရဲ့ pre-trial chamber 1မှာစစ်ဆေးဖို့နိုင်ငံတကာရာဇဝတ်ခုံရုံးရှေ့နေကဝရမ်းလျှောက်ထားတာကိုမြန်မာနိုင်ငံအနေနဲ့ကြိုးစိုးလက်ခံကြောင်းလဲသူကအသိပေးပါရယ်ရှင် KNU တဝဲခရိုင်တပ်မဟာလေးစီစစ်ကောင်စီတပ်သား3ဦးအလင်းဝင်လာတဲ့အကြောင်း KNU တဝဲခရိုင်အတွင်းရင်မှုဘဒုစောအင်နာကပြောပါရယ်ရှင်